မင်္ဂလာပါခင်ဗျာ Revelu Burma News Channel ကနေပြီးတော့အော်တိုဘာလ29ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်တောဘူးပြူစောတီရွာကနေစက်ကြီးကောက်ရံထွက်လာတဲ့အကြမ်းဖက်စစ်ခွေးတပ်သားများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေး၃ကောင်တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလာ26ရက်နေ့မနက်6:40မိနစ်ခန့်အချိန်မှာမုံရွာမြို့နယ်တောပူပြူစောတိရွာကနေစက်ကြီးကောက်ရံထွက်လာတဲ့အင်အား20လောက်ပါတဲ့စစ်ခွေးစစ်ကြောင်းကိုမုံရွာမန္တလေးကားလန်းကြီးတနေရာမှာတော်လိုင်းတပ်ဖွဲ့များကဗရေသာမိုင်း၃လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ကောင်စီဘက်ကစစ်သား၃ဦးသေဆုံးက6ဦးဟာခြေပြက်လက်ပြက်ထိခိုက်ဒဏ်ရာရရရှိသွားတယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်တွေဘက်ကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ ်ဗရမာတုံးကအဲ့ဒီနေရာမှာတွေဆွေခွေးတကောင်သေးတယ်ဆွေခွေး6ကောင်ကတော့ဒဏ်ရာရပြီးခြေပြက်လက်ပြက်တွေဖြစ်သွားတယ်နောက်ထပ်ပြီးသိရတာကထိခိုက်ဒဏ်ရာရတဲ့ဆွေခွေး6ကောင်တွေကနေပြီးတော့ဆွေခွေး2ကောင်ထပ်ပြီးသေးတယ်လို့ကြားတယ်စုစုပေါင်းစစ်ခွေ3កောင်သေးပါတယ်ဒေါ်လာရဲ့ရဲဘော်တွေကအထူးကိမရှိပဲပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ Chain Train Fighter Group CFG ကတာဝန်ရှိသူကအတည်ပြုပြောကြားထားပါတယ်၎င်းတိုက်ခိုက်မှုကို Braveheart Army BHA မုံရွာ Dynamite SDF Chain Train Fighter Group CFG တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျ ညောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်မြောက်ပိုင်းကစစ်ကောင်စီထိန်းချုပ်ထားတဲ့လာရှုံမြို့မှာတာဝန်ကျနေတဲ့ရင်းထင်းရဲမှုမျိုးထိုက်ဟာကုန်းတင်ကားများနဲ့လိုင်းစင်မဲ့ကားများအပေါ်ငွေတောင်းကျန်းနေပြီးတော့မူရဲစေဝါများသုံးဆွဲကတနက်တကားကနဲ့ရန်ကားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရင်ထိရဲမှုမျိုးထိုက်ဟာပြီးခဲ့တဲ့အော်တိုဘာလ9ရက်နေ့ကလာရှုံးမှာရှိတဲ့ KTV တခုမှာ K လို့ခေါ်တဲ့ကက်တမင်းမူးရဲစေးတမျိုးကိုတုံးပြီးတော့အရက်တောက်ကလာရှုံးရဲစခန်းဝင်အတွင်းမှာရှိတဲ့လိုင်းငန်းမှာတရားမဝင်ကင်ဆောင်နေတဲ့ Pistol နဲ့တနက်6ချက်ပစ်ပေါက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီကိစ္စကြောင့်လာရှုံးပြည်နယ်ရဲမှုကိုယ်တိုင်မျိုးထိုက်ကိုအချုပ်ထဲထည့်ခဲ့တော့လဲညာရင်းချင်းအချုပ်ထဲကနေပြန်လွတ်လာခဲ့သလို၎င်းကိစ္စအားအထက်ဌာနကိုဆက်လက်တင်ပြခြင်းအမှုဖွင့်အရေးယူခံရခြင်းများမရှိခဲ့ဘူးလို့သတင်းရင်းမြစ်တအူးကပြောပါဗျ။ သူကအထက်ကိုဂါနိုင်နေဆိုပြီးတော့တောင်းကျမ်းနေတာဒီကောင်ကစေးလဲဆွဲနေပြီးအစိုးဆုံးကတော့မူလာရင်တနက်တကားကနဲ့လူမိုက်စကားပြောပြီးချင်းချောက်တာပဲလို့၎င်းကရှင်းပြထားပါတယ်၎င်းဟာလာရှုံမျိုးကိုဖျက်သွားတယ်မူဆယ်ကအကောက်ခွန်မဲ့ကုံစုံကားများထံကနေပြီးတော့စနဘိန်းကားတစ်စီးကိုငွေချက်၃သိန်း 6ဘင်းကတစည်းကိုနှစ်သိန်းချက်ရယူလက်စားလျက်ရှိပြီးတော့၎င်းရဲ့တပည့်ဖြစ်သူကိုစကားပြောဆက်နာမည်ရီမန်းကနေတစ်ဆင့်ရယူနေကြောင်းရင်းထိုင်းရဲ့တပ်ဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကအတည်ပြုပြောကြားထားပါတယ်။ဒါအပြင်ရင်းတိုက်မှုများကိုအမှုမဖွဲ့မဲနဲ့အလဲကျတဲ့တာဝန်မှုများကရင်းမောင်းများစီထံကနေပြီးတော့လက်ငွေများကိုတောင်းခံကပြန်လှုပ်ပေးပြီးအဲ့ဒီလက်ငွေရဲ့လေးပုံတစ်ပုံကိုရင်းထိုင်းရဲ့မှုမျိုးထိုက်ကိုပေးရတယ်လို့၎င်းကပြောဆိုထားပါတယ်။လိုင်းစိမဲဝစ်တော့ကားများရောင်းဝယ်တဲ့ကားပွဲစားတန်းစီကလည်း လာစင်ကြီးကောက်ခံနေသူဖြစ်ပြီးတော့အခုလိုလက်ယူထားတဲ့ငွေများနဲ့ပြင်းလွင်မျိုးအထွတ်ပြင်းလွင်မိုးကုတ်ကာလန်ဘေးမှာနှစ်ထပ်တိုက်တစ်လုံးဆောက်လုပ်ထားပြီးဖြစ်တယ်လို့နှိစက်တဲ့သူများထံကသိရပါဗါတယ် အဲ့ဒီရင်ထင်းရဲမှုဟာလာရှုံမြို့မှာ2021ခုနှစ်ဇူလိုင်လကတည်းကလာရှုံမြို့ကိုရောက်ရှိလာသူဖြစ်ပြီးတော့ကိုကန့်တပ်ဖွဲ့များလာရှုံကိုသိမ်းပိုက်လိုက်တဲ့အချိန်မှာအခြားမြို့မှာတွားရောက်နေထိုင်ပြီးတော့အခုစစ်ခွေးတပ်ကပြန်လည်ထိန်းချုပ်လိုက်တဲ့အခါကျမှပြန်ရောက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။လာရှုံမြို့ဟာစစ်ကောင်စီထိန်းချုပ်နေတော်လဲနေတိုင်းလိုလိုမူရင်မူခိုးဆိုးလူနိုင်မှုများနဲ့ရာဇဝတ်မှုများထူပြောနေပြီးတော့ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ညပိုင်းကပဲလူ3ဦးသေဆုံးတဲ့အထိဈေးကြောင်နေသူတအုပ်ရဲ့ရင်တိုက်မှုဖြစ်ပွားခဲ့ ခဲ့သေးကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာတိုင်းနိုင်ငံလုံးမှာဒီဇင်ဘာလ28ရက်နေ့ကနေစတင်ကျင်းပမယ့်ရွေးကောက်ပွဲများအတွက်မဲဆွယ်စည်းရုံးမှုများစတင်လိုက်မှုနဲ့အတူစစ်ခွေးတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့များကကြက်ဖို့ပါတီကိုပဲမဲပေးကြရန်ပြည်သူများကိုစတင်ချင်းချောက်ဖိအားပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အောက်တိုဘာလ28ရက်နေ့ကနေဒီဇင်ဘာလ26ရက်နေ့အထိရက်ပေါင်း60မဲဆွယ်စီယုံမှုများစတင်လိုက်ပြီးတဲ့နောက်နိုင်ငံတော်အလုံးမှာစစ်ခွေးတက်တဲ့အုပ်ချုပ်ရေးမှူးများကကြက်ဖို့ပါတီကိုမဖြစ်မနေပြည်သူများကမဲပေးရမယ်ဆိုပြီးတော့ချင်းချောက်ဖိအားပေးလာတယ်လို့သိရပါဗျ။ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဓာတ်တွင်းမြင်းဆောင်18ရက်ကွက်မှာအုပ်ချုပ်ရေးမှူးဘိုးစိန်နဲ့အပေါင်းပါကြော်စိုးအာနိုးခေါ် ဘိုးဘိုးဝင်းကရက်ွက်အတွင်းမှာရှိတဲ့ပြည်သူများအနေနဲ့ချက်ဖို့ပါတီကိုပဲမဲပေးရမှာဖြစ်ကြောင်းမဲမပေးသူများမချေနဲ့သူများအနေနဲ့ဓားကိုဓားချင်းရှင်းနိုင်တယ်ဆိုပြီးတော့ရက်ွက်ကိုအောက်တန်းစားဆန်ဆန်စိန်ခေါ်ဆဲဆိုခဲ့တယ်လို့သိရပါဗျ။စစ်မှုထမ်းတွေလည်းဖမ်းမယ်မဲပေးရင်လည်းချက်ဖို့ကိုပဲမဲပေးဖို့ကြော်ဆိုးအာနိုးခေါ်ဘိုးဘိုးဝင်းနဲ့အုတ်ကြီးဘိုးစိန်တို့ကစိန်ခေါ်တယ်ရက်ွက်ထဲမှာအကုန်ပတ်ဆဲနေတယ်မချေနဲ့တဲ့ကောင်ထွက်ခဲ့ယောက်ျားထွက်လာရင်လမ်းပေါ်မှာခုတ်တက်ပြင်မယ်မိမဆိုရင်လည်းထိတ်တုံးခတ်ပြီးပါးတွေနားတွေရိုက်ပြင် မတရားချိန်ချောက်စော်ကားနေပါတယ်ရက်ွက်ကိုဓာချင်းချင်းတယ်လူတွေကိုပါရိုက်နှက်သေးတယ်မင်းမဲစီရိုက်စံစွာပြုတ်လုံနေပါတယ်အုတ်ကြီးဘိုးစိန်ကလည်းရက်ွက်ထဲကလူတွေကိုမင်းတို့တွေသတိထားနေငါအကြောင်းသိမယ်ဆိုပြီးတော့အောက်တန်းစားဆန်ဆန်အမြဲတမ်းပြောဆိုနေတယ်လို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အလားတူပဲအေယာဝတီတိုင်းအင်ကပူမြို့နယ် ထူကြီးမြို့အမတ်တရက်ကွက်မှာလဲအုတ်ချုပ်ရေးမှုရာဇာထုံးခေါ်ရာဇာကြီးကပြည်သူများအနေနဲ့ရွေးကောက်ပွဲမှာမဲပေးရမှာဖြစ်ပြီးတော့ဂျက်ဖို့ပါတီကိုသားမဲပေးရမယ်လို့ချိန်ချောက်ပြောဆိုထားပါတယ်ဒါအပြင်စစ်မှုထမ်းကြီးဟာလဲအိမ်အောင်စုများရဲ့တာဝန်သာဖြစ်ပြီးတော့လာစဉ်အိမ်အောင်စုတစုကိုငွေကျပ်9000ပေးရမယ်ဆိုပြီးတော့ပြည်သူများကိုအတင်းအကျပ်ဖိအားပေးချိန်ချောက်နေတယ်လို့ပြောပါတယ်အလားတူပဲ ဘကိုးအနောက်ပိုင်းနတ်တလင်းခရိုင်အနောက်ဆွေကြပင်ကျေးရွာမှာလဲအုတ်ချုပ်ရွေးမှုလှဝင်းကရွေးကောက်ပွဲအတွက်မဲထဲပုံထဲနီးတွေရှင်းပြမယ်ဆိုပြီးတော့ပြည်သူများကိုအစည်းအဝေးခေါ်ပြီးကြက်ဖို့ပါတီကိုပဲဆန္ဒမဲပေးရမယ်ဆိုပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်။အုတ်ကြီးလှဝင်းကတိုင်းပြည်ကောင်းအောင်လုပ်နိုင်တာပြည်ခိုင်ဖြိုးပဲရှိတယ်။ပြည်ခိုင်ဖြိုးကမှမဲမပေးရင်ဘယ်ပါတီကိုပေးမလဲ။အဲဒါကြောင့်မဲလဲပေးရမယ်။ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေကိုမဲပေးစက်နဲ့ရွေးချယ်ပေးရမယ်ဆိုပြီးတော့ခေါ်ပြောတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ ဒါအပြင်ကရင်ပြည်နယ်ဖားရံမြို့နယ်မြိုင်ကလေးအပိုင်မှာလည်းပြည်သူများအားလုံးမဲမဖြစ်မနေပေးရမှာဖြစ်ပြီးတော့ကျန်းဖို့ပါတီကိုသာမဲပေးရမယ်လို့ရက်ွက်အုပ်ချုပ်ရေးမှူးများကပြည်သူများကိုစိတ်ခေါ်ဖိအားပေးလာတယ်လို့သိရပါဗျ။မြိုင်ကလေးကဒေသဆောင်ကလူတွေအကုန်အလုလာလုကြပါတယ်ကျူးကျော်ရက်ွက်တွေများတယ်ကျူးကျော်ရက်ွက်မှာနေတဲ့သူမှန်သမျ မဲမပေးရင်ရက်ကွက်ထဲမှာမနေရဘူးဆိုပြီးတော့ချင်းချောက်တယ်မဲပေးတဲ့နေရာမှာလဲကြံ့ဖို့ကိုပဲမဲပေးရမယ်အခုနေတဲ့သူတော်တော်များများကတော့မဲမပေးကျင်ကြဘူးဒါပေမဲ့အခုလိုမျိုးရက်ကွက်ထဲကနေထွက်သွားဆိုပြီးချင်းချောက်ထားတော့မပေးလို့မရတဲ့အခြေအနေဖြစ်နေတာပေါ့အဓိကကအဲ့ဒီမှာအုတ်ချုပ်နေတဲ့အုတ်ချုပ်ရဲမှုခွေးနာကောင်ကစစ်တပ်နဲ့နှီးဆက်တဲ့သူတွေပါအုတ်ချုပ်ရဲမှုနှစ်ကောင်ရဲ့နာမည်တွေကတော့ဝင်းဘုံနဲ့ဖိုးသားတို့ဖြစ်တယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျာ ရန်ကုန်တိုင်းဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ရက်ကွက်များမှာလည်းရွေးကောက်ပွဲမှာတအင်းကိုတယောက်မဲလာပေးရမယ်အပြင်ကြံခိုင်ရေးပါတီကိုသာမဲပေးရမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်ကျောက်ဖို့ပါတီကိုမဲမပေးခြင်းအခြားပါတီများကရက်ကွက်မဲယုံများမှာအနိုင်ရခဲ့ခြင်းများဖြစ်ပေါ်လာပါက ခွဲရန်ကြထုတ်ပေးနေတဲ့စားအုပ်စီကိုထုတ်ပေးမှာမဟုတ်ဘူးလို့ရက်ကွက်တချို့မှာအုပ်ချုပ်ရေးမှူးများကစီကိုအကြောင်းပြပြီးတော့ချင်းချောက်ဖိအားပေးလာပါတယ်ကျပ်ဖို့ပါတီကလာမယ့်ရွေးကောက်ပွဲမှာအမတ်နေရာတထောင်ကျော်ကိုရှင်ပြိုင်မှာဖြစ်ပြီးတော့လက်ရှိမှာအမတ်နေရာ28နေရာမှာရှင်ပြိုင်သူမရှိဘဲနဲ့အနိုင်ရရှိထားပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်တပ်ရဲ့စစ်လော်ဘီတအူးလဲဖြစ်စီးပွားရေးသမားတအူးလဲဖြစ်တဲ့ဖြိုးဝေဆိုးဆိုတဲ့ကောင်ကမုံဝင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ကိုကိုကြီးပါတီကနေပြီးတော့ဝင်ရောက်ရှင်ပြိုင်မှာဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်၂021ခုနှစ်စစ်ခွေးတွေအာနာသိန်းတဲ့အချိန်ကစတင်ပြီးတော့လူမှုကွန်ရက်ပေါ်မှာစစ်တပ်ကိုပေါ်ပေါ်တင်တင်ထောက်ခံခဲ့ပြီးတော့စစ်အာနာသိန်းမှုစန့်ကျင်သူများကိုအချမ်းဘတ်များဆိုပြီးတော့ခေါ်ဝေခဲ့တဲ့လုပ်ငန်းရှင်ဖြိုးဝေဆိုးဟာ ကိုကိုကြီးဦးဆောင်တဲ့ပြည်သူ့ပါတီကမဟုတ်ပင်မြို့နယ်လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝင်းရောက်ရှင်ပြိုင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတိုက်ရဲ့လေချောင်းကနေဘုံကျဲမှုများရွာစဉ်လိုက်ပြီးတော့မိရှုနေမှုများဟာလုတ်ကိုလုတ်ရမယ့်အရာဖြစ်ပြီးတော့တိုင်းပြည်တည်ငြိမ်အောင်ရွာလုံးကျွတ်ရှင်းသိရင်ရှင်းရမယ်လို့ စိတ်ခွေးလော်ပြီးစိတ်ခွေးဘောမှမင်းအွန်လိုင်းဘောကိုအလုံးလိုက်ငုံထားတဲ့ဖြိုးဝေဆိုးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အကြမ်းတ်စစ်တပ်ရဲ့တောက်တိုင်ဖြစ်တဲ့ဖြိုးဝေဆိုးကစင်ကာပူကနေမြန်မာပြည်ကိုပြန်လည်အခြေချလာသူဖြစ်ပြီးတော့ရန်ကုန်အခြေစိုက် DG Power Company ကိုလည်းထူထောင်ထားသူဖြစ်တယ်လို့သိရပါတယ်။ ်စစ်ခွေးလော်ပြီးဘောမဖြိုးဝေဆိုးကမုံမင်မြို့နယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်မှာကြမ်းဖုတ်ပါတီကဒုဗိုလ်ချုပ်ကြီးဟောင်းကံမြင့်တန်းအပါဝင်အခြားသောပါတီများကပြည်သူ့လွတ်တော်ကိုယ်စားလှယ်6ဦးနဲ့ရှင်ပြန်ရမှာဖြစ်တော့လေစစ်ခွေးတပ်ကိုထောက်ခံတဲ့ post များကို တောက်လျှောက်တင်ပြီးတော့မင်းအောင်လိုင်းဘောကိုအဆက်မပြတ်ငုံလျက်ရှိချောင်းတည်ရပါတယ်။ဒါအပြင်စစ်ခွဲတပ်ကိုထောက်ခံရင်းနဲ့ရွေးကောက်ပွဲအသုံးစရိတ်အတွက်ဆိုပြီးတော့ပြည်သူများထံကနေပြီးတော့လဲအလူငွေများကောက်ခံနေတယ်လို့သိရပါတယ်။စစ်ခွဲတပ်ကပြုလုပ်ပေးမဲ့အတူရောင်ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူပါတီက60လေလောင်း932ဦးနဲ့တနိုင်ငံလုံးမဲဆန္ဒနယ်များမှာဝင်ရောက်ရှင်းပြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ KNDP အချင်းစခန်းတနေရမှာထောင်ချနေတဲ့အချင်းသား6ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးတော့ဒေသခံများအနေနဲ့တွေးရှိပါကနီးစပ်ရာအဖွဲ့အစည်းများထံမှအကြောင်းကြားပြီးတော့ဝိုင်းဝန်းဖမ်းဆီးပေးကြပါရန်သတင်းထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒေသခံများအနေနဲ့မတင်ငါဘွဲရလူစင်းများလမ်းကြောင်းနေရာတွေမေးရင်အထုဂရုစိုက်ကြရန်နဲ့ အခုလိုထွက်ပြေးနေတဲ့အကျဉ်းသားများဟာ NDA ပြုတ်နိုင်သူများဖြစ်ကြောင်းဒေါ်လန်ရဲ့အဖွဲ့အစည်းတစ်ခုရဲ့တာဝန်ရှိသူတို့ကမှတ်ချက်ပြုတ်ထားပါတယ်ပြည်သူတွေအနေနဲ့လမ်းတွေမေးပြီဆိုရင်သတိထားဖို့လိုပါတယ်အသက်အန္တရာယ်ပြုတ်နိုင်တဲ့သူတွေပါလူထုကတွေ့ရင်ဝိုင်းဖမ်းပေးကြပါလို့၎င်းကပြောဆိုထားပါတယ်ထွက်ပြေးသွားတဲ့အကျဉ်းသားများရဲ့အမည်များမှာပြည်စုံအောင်ဝင်းထွန်းဇွဲထက်ကိုမြို့ဝင်စန်းလင်းအောင်နဲ့ထဲဝါတို့ဖြစ်ပြီးတော့အော်တိုဘာလ9ရက်နေ့နေဇွဲနဲ့တပ်ဆိုင်ရာအဖွဲ့အစည်းများကိုအကြောင်းကြားထားပြီးဒေသခံများကိုလည်းအတိပေးဖြန့်ဝေထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNU ညောင်လေးပင်ခရိုင်နဲ့ဗိတ်တဝဲခရိုင်ကကြေးရွာတွေကပြည်သူတွေရဲ့နေအိမ်တွေကိုအကြမ်းဖက်စစ်ခွေးတပ်ကအကြောင်းမဲ့မိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ခွေးတပ်ဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ၃နယ်မြေညောင်လေးပင်ခရိုင်မုံမူးမြို့နယ်ကွင်းတလကြေးရွာကနေအိမ်80ကျော်နဲ့ KNLA တပ်မဟာ၄ ဘိတ်တဝဲခရိုင်တရချောင်းမြို့နယ်လဘရွာကနေအိမ်40ကျော်ကိုမီးရှို့ခဲ့တာလို့အော်တိုဘားလ28ရက်နေ့ညပိုင်းမှာအသိပေးထားပါတယ်အော်တိုဘားလ25ရက်နေ့ကတရချောင်းမြို့နယ်ကိုစစ်ခွေးတိုက်ရဲတိုက်ရင်433 434 435ငါပူးပေါင်းစစ်ကြောင်းထိုးကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့လဘကြီးရွာကဒေသခံတွေရဲ့နေအိမ်42လုံးကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဖော်ပြထားပါတယ်စစ်ခွေးတပ်ဟာ KNU တပ်မဟာ၄နယ်မြေကိုစစ်ကြောင်းထိုးမှုများလှုပ်ဆောင်ရရှိရာတနင်္သာရီတိုင်းတိန်ခွန်ပလောမြို့နယ်တရချောင်းမြို့နယ် ်ဒဝေမြို့နယ်တွေမှာစစ်ကြောင်းထိုးနေတာလို့ GNL သတင်းရေးမြစ်က ပြောဆိုထားပါဗျ။တေအချောင်းကနေအောက်ဘက်ကိုစစ်ကြောင်းတစ်ကြောင်းထိုးတာရှိတယ်။အဲ့ဒါအိမ်တွေကိုမိရှို့သွားတာရှိတယ်လို့ GNL သတင်းရေးမြစ်ကလဘရွာကိုစစ်ခွေးတပ်တွေကမိရှို့ခဲ့တဲ့ဖြစ်စဉ်ကိုပြန်လည်ပြောပြထားပါဗျ။အော်တိုဘာလ၁၀ရက်နေ့ကလည်းမုံမြို့နယ်ကကွင်းတလာကြီးကြီးရွာကိုစစ်ခွေးတပ်ကစစ်ကြောင်းထိုးပြီးတော့ပြည်သူလူထုတွေပိုင်တဲ့နေအိမ်82လုံးကို မိရှုဖျက်ဆီးခဲ့တယ်လို့ KNU ဗဟိုကအတည်ပြုထားပါတယ်စစ်ခွေးတပ်ဟာ၎င်းတို့ထိန်းချုပ်ရာဒေသတွေမှာအတူရောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက်ငြိမ်းချမ်းနေတရားပြုမှုနေပေမဲ့ KNU ထိန်းချုပ်မှုနေပြည်တော်နဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်ရာဒေသတွေမှာနေထိုင်တဲ့အရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့လေကြောင်းတိုက်ခတ်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခတ်မှုတွေအဆက်မပြတ်ကျူးလွန်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ